ကနာချောပါဝင်လာမယ့်နေရာဒီမှာ United ကနေထွက်ခွာနိုင်ခြင်းရှိတဲ့ကစားသမား9ဦးပြည်သူများလုံးပဲမိလာများကနာအိုင်ဘတ်ကွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုးလိုက်ပါရင်အလေးချမ်းတို့ကနာချောရဲ့ Manchester United အနာဂတ်ကဘယ်လိုဖြစ်လာမလဲပြီးခဲ့တဲ့ရက်ကတော့နာမည်ကျော်သတင်းတော် David Ornstein ကကနာချောအနေနဲ့ United ကနေထွက်ခွာနိုင်ခြင်းရှိကြောင်းအတည်ပြုပေးခဲ့ပါရင်ကနာချောလည်းရှိ United အဓိကကစားသမားဖြစ်နေတယ်ဆိုပေမဲ့မသေးချတဲ့အနာဂတ်ရှိနေသူဖြစ်ပါရင်သူတွေနဲ့အသင်းကနေထွက်ခွာနိုင်ခြင်းရှိနေတယ်လို့ Sergeant Rackley တို့ကလည်းသူ့ကိုရောင်းချနိုင်ခြင်းကောင်းကောင်းရှိနေတာပါ ဒါပြင်ကာနာချိုရဲ့ကစားဟန်ကအမော်ရင်ရဲ့ကစားကွက်နဲ့လိုက်ဖက်ညီမှုမရှိတာကြောင့်အာဂျင်တီးနားကျယ်ပွင့်နေတဲ့အိုထရန်ဖို့ကနေထွက်ခွာရနိုင်ခြေရှိနေတာဖြစ်ပါရင်ယူနိုက်တက်ဟာပြီးခဲ့တဲ့စာအသင်အပြောင်းရွှေ့တုံးကလည်းကာနာချိုကိုရောင်းထုတ်ဖို့ရရှိနေခဲ့တာပါအသက်20ရွယ်ကာနာချိုကိုနာပိုလီအသင်းကကာဗာရက်စကီလီယာနေရာအစားထုတ်ဖို့ခေါ်ယူခြင်းခဲ့တာဖြစ်ပါရင်နာပိုလီအသင်းနဲ့ကာနာချိုတို့ကြားပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုအထိရယူခဲ့ပြီးယူနိုက်တက်နဲ့ပြောင်းရွှေ့ခြေညှိနှိုင်းနိုင်ဖို့သာကျွန်တော်တို့ရတာပါဒါပေမဲ့ယူနိုက်တက်ဘက်ကတောင်းဆိုတဲ့ပြောင်းရွှေ့ခြေကိုနာပိုလီဘက်ကမပေးနိုင်တာကြောင့်အပြောင်းရွှေ့ပြည့်ပြည့်ခဲ့တာပဲဖြစ်ပါရင် ။လာမယ့်နေ့ကဒီမှာလည်းဂါနာချွဲအပြောင်းရှေ့ပုံမြင်နေဆက်တိုက်ကြားနိုင်ခြင်းရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ကဒဲအသလစ်သတင်းထောင်အွန်စတိန်ကနေပြီးတော့ဂါနာချွဲအနာဂတ်နဲ့ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။ဂါနာချိုထွက်ခွာနိုင်လားဆိုတဲ့မေးခွန်းပေါ်အော့စတင်ကဒါပေါ့ဗျာကျွန်တော်နားလည်ထားသလောက်တော့ဂါနာချိုယူနိုက်တက်ကနေထွက်ခွာရနိုင်ခြင်းအများကြီးရှိပါတယ်။ကန်လန်ချက်တွေကတော့ယူနိုက်တက်ကနေ ထွက်ခွာရနိုင်ခြင်းအများကြီးရှိပါတယ်။ကလန်ချင်းတွေကတော့ United ထက်တောင်းဆိုသလိုဖြစ်လာခဲ့မယ်ဆိုရင်ဂါနာချိုကလည်းလက်ခံမယ်ဆိုရင်ဖြစ်လာမှာပါ။ကျွန်တော်သိသလောက်တော့ဂါနာချိုတွေမှာ Rafael Sancho, Anthony Casemiro, Wylan, Malacia တို့လည်းထွက်ခွာရဖို့များပါတယ်။ Arsenal နဲ့ Liverpool တို့လည်းထွက်ခွာမှာဖြစ်လို့လာစာတွေပို့ထွက်လာမှာပါ။ဒါကြောင့် Manu ကတော့အစ်မဆက်ရှိနေဖို့များပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။ Australia ဆိုရဆိုရင် United ဟာဂါနာချိုကိုလက်လွတ်ဖို့များပြီး Manu ကိုတော့အစ်မဆက်ထားနိုင်ခြင်းရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အားတိုက်စစ်မှာဂါနာချိုကနေဆလို့ရက်ဖိုဆန်ချိုအန်တိုနီဝိုင်လန်တို့ကိုရောင်းထုတ်မယ်ဆိုရင်စီနီယာတိုက်စစ်ကစားမဆိုလို့ဇဇီနဲ့အာမက်တို့ကကျန်တော့မှာဖြစ်ပါတယ်။အွန်စတန်ရဲ့ပေါ်ပြချက်အရယူနိုက်တက်ဟာတိုက်စစ်အတွက်မာတီးယားကိုညာနဲ့လီယန်ဒီလက်တို့ကိုလာမယ့်နေရာဒီမှာဈေးကွက်ဆတာနဲ့ခက်မမြန်ခေါ်ယူသွားမယ်လို့ဆိုပါတယ်။ ဒီကစားမနှုတ်ကိုခေါ်ဖို့အတွက်ကစားမရောင်းချဖို့မလိုတာကြောင့်အချိန်ဆွဲနေမှာမဟုတ်ပဲချက်ချင်းခေါ်သွားမှာဖြစ်ပါတယ်။ဒီလက်ကအင်းဆွေသာတန်းစင်းခဲ့ရင်ပြောင်းရွှေ့ခြင်းရောကျသွားနိုင်တယ်လို့သိရပါတယ်။အသက်20နှစ်နဲ့တပြည့်သားရှိသေးတဲ့ဒီလက်ဟာပရီးမီးယားလိမ်မှာစွမ်းဆောင်ရည်ကောင်းတွေကိုချပြထားနိုင်သူဖြစ်ပါတယ်။ဒီအသည်မှာလက်ရှိအချိန်ထိ19ကိုတွင်းယူထားနိုင်ပြီးနေ့စနစ်ပိုင်းအားကောင်းသူဖြစ်ပါတယ်။အသင်းကောင်းရင်ဂိုးသွင်းတော့ပိုတက်လာနိုင်ပြီးပရီးမီးယားလိမ်နဲ့လည်းအသားကျပြီးသားသူဖြစ်ပါတယ်။ဒီလက်ကိုယ်တိုင်ကလည်းအင်းစင်အသင်းတန်းဆင်းသွားရင်လိုက်မစင်းကျင်တာကြောင့် United စီပြောင်းရွှေ့ကျင်နေပါတယ်။ကွန်ညာကတော့ United ဟာပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရပါတယ်။ အမေရိကန်ကွန်ညာကိုအဓိကကစားမဖြစ်အသုံးပြုမယ်လို့ဆွဲဆောင်ထားတာကြောင့်ကစားမကပြောင်းရွှေ့နေတာဖြစ်ပါတယ်။ဒီအသည်မှာကွန်ညာဟာဘိုးအတွက်ပြိုင်ပွဲစုံ32ပွဲကစား16ဂိုးသွင်း၄ဂိုးဖန်ပြီးပေးထားနိုင်သူဖြစ်ပါတယ်။အသက်25နှစ်အရွယ်ကွန်ညာအနေနဲ့ပရီးမီးယားလိမ်းမှာအသားချနေပြီးသားမို့ယူနိုက်တက်အတွက်အသင်သုံးနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။